တကယ်လို့သင်ကဝတ်သားကြိုက်တတ်တဲ့လူတစ်ယောက်ဆိုရင်ဒီဗီဒီယိုလေးကိုအဆုံးထိကြည့်သိကြပါရစေ။ဒီနေ့မှာတော့ကျွန်တော်ကဝတ်သားစားရမယ်ဆိုရင်ကျမကြီးနဲ့ညီညွတ်အောင်ဘယ်လိုစားရမလဲဆိုတာကိုပြပြပေးသားမှာဖြစ်ပါတယ်။အရင်ဆုံးဝတ်သားရဲ့အကောင်းကျိုးတွေကိုပြပြခြင်းပါတယ်။ဝတ်သားမှာဆိုရင်ပရိုတင်းဓာတ်ကြွယ်ဝစွာပါဝင်ပါတယ်။ပရိုတင်းဓာတ်ကြွယ်ဝရဲ့အတွက်ကြောင့်ကြွက်သားတည်ဆောက်ဖို့အတွက်အထောက်အကူပြုပါတယ်။ကြွက်သားတွေပြင်ဆင်ဖို့အတွက်အထောက်အကူပြုပါတယ်။ဒါပြေုံမှဗီတာမင် B1 ဗီတာမင် B6 ဗီတာမင် B12 ဒီလိုမျိုးဗီတာမင်တွေပါဝင်ပါတယ်။ဒါအပြင်ဥမဇင်ဒတ်အိုင်ယွန်လို့ခေါ်တဲ့တန်တက်နဲ့ဆီလီနီယမ်လို့ခေါ်တဲ့တထုတက်တို့ပါဝင်ပါတယ်။ဒါတွေကအချမ်းမရေးအတွက်ကိုများစွာအထောက်အပံ့ပြုမှာဖြစ်ပါတယ်။ဝတ်သားရမကောင်းတဲ့အချက်ကကြတော့သူ့မှာက saturated fat လို့ခေါ်တဲ့မကောင်းတဲ့အဆီတွေအများကြီးပါဝင်ပါတယ်။ ါကသွေးရင်းအဆီဓာတ်ကိုများစေပြီးတော့နှလုံးနဲ့ဆိုင်တဲ့ယောဂါတွေလေဖြတ်လေကမ်းနဲ့ဆိုင်တဲ့ယောဂါတွေကို ဖြစ်နိုင်ချေပုံများစေပါတယ်။ဒါပြေုံမှဝပောင်ကြောင့်ဝဥကြောင့်ဒီလိုမျိုးဟာတွေကိုခဏခဏနေရင်စားမယ်ဆိုလို့ရှိရင် စားပါဝင်မှုများပြီးတော့ဒီလိုမျိုးအစားအသောက်တွေက တာရှိခံပစ္စည်းတွေပါဝင်ပါတယ်။ဒါတွေကိုအလုံးအကျုံစားမယ်ဆိုရင်တော့သွေးရောယောဂါဖြစ်နိုင်ချေမြင့်တက်စေပြီးတော့ကန်ဆာလိုမျိုးယောဂါတွေကိုပါ ဖြစ်နိုင်ခြင်းများစေမှာဖြစ်ပါတယ်။ဒါပြေုံမှဝတ်သားကိုတေချာကြက်အောင်မချက်ဘူးဆိုရင်ဝတ်သားမှာကတင်းနီယာဆိုလီယမ်လို့ခေါ်တဲ့တုတ်ပြားကောင်တွေပေါဝင်ပါတယ်။ဒီတုတ်ပြားကောင်တွေကလူ့ဘဝဒုက္ခပေးနိုင်ပါတယ်။အခက်မသိရင်အုံနောက်ထဲတိရောက်ပြီးတော့တက်တာသတိလစ်တာဒါမျိုးတွေဖြစ်နိုင်ပါတယ်။ဒါကတော့ဝတ်သားရဲ့မကောင်းတဲ့အချက်ဖြစ်ပါတယ်။ ဒါကြောင့်မလို့ဝတ်သားကိုကျမရင်နဲ့ညီညွတ်အောင်ဘလို့စားတင်လဲဆိုရင်တနိုင်သမျှအသားကိုပဲစားပါအစီကိုရှောင်ပါဒါပြေုံမှဝတ်သားကို နေတိုင်းမစားပါနဲ့တပတ်ကိုနှစ်ကြိမ်၃ကြိမ်သာစားပါဒါပြေုံမှဝတ်သားချက်မယ်ဆိုရင်ချက်အောင်ချက်တင်ပါတယ် ပြီးတဲ့အခါမှာဝက်သားကိုစားမယ်ဆိုရင်ဝက်သားကြီးပဲမစားပါနဲ့တခြားအရွက်ကြောင်ဟင်းသီးဟင်းရွက်အရွက်တို့ဆရာဒါရင်နဲ့မျှတအောင်စားပေးသင့်ပါတယ်ဗီဒီယိုလေးကအကျိုးရှိမယ်လို့ထင်ပါတယ်သိကျင်တာရှင်လဲကွန်မန့်မှာမေးလို့ရပါတယ် channel လေးကို subscribe လုပ်ရသေးဆိုလို့ရှင် subscribe လုပ်ပေးကြပါဦးအားလုံးကိုကျေးဇူးတင်ပါတယ်